အားလုံးပဲမင်္ဂလာပါရှင်ကျမဝယ်တဲ့ကွန်ဒိုနဲ့ပတ်သက်ပြီးဘလောက်နဲ့ဝယ်တယ်လဲဘယ်နားမှာဝယ်တာလဲ NUE ဆိုတာအများကြီးရှိတယ်နားက NUE လဲမြို့ထဲမှာလားမြို့ပြင်မှာလားပြီးတော့ကျမရဲ့ကွန်ဒိုကိုနှခမ်းဝယ်ပြီးတခမ်းဖောက်လိုက်တဲ့အဖောက်ကဘလိုမျိုးဖောက်တယ်လဲဆိုတော့မိခိုးလေးတွေကိုအကုန်လုံးပြောပြမယ်လာလိုက်ခဲ့ပါဒီနေရာကလာမ9လို့ခေါ်ပါတယ်ရှင်လမ်းကူးလိုက်တာနဲ့ဂျီတိုက်ကိုရောက်ပြီး အဲ့ဒါဂျီတိုက်ပဲဂျီတိုက်နဲ့တစ်ဆက်တည်းစောက်ထားတာစင်တာအဲ့လိုစင်တာနဲ့နီးတယ်ဆိုရင်တော့ဈေးကြီးတယ်မြောက်ရထားကိုသွားမယ်ဆိုရင်အိမ်ကနေ3မိနစ်ပဲဆိုတော့ဒီနားလေးမှာနေရတာအဆအဆရရအယံအဆင်ပြေတယ်ကွာကဲဒါဆိုရင်ကျမတို့ရဲ့ကွန်တိုကိုဝင်လာပြီအိမ်ဝင်းထဲကိုစဝင်တာနဲ့အယံစိတ်ချမ်းသာစေတယ်။ तू ကရှေ့ဆောင်နဲ့အနောက်ဆောင်ရှိတယ် ကျွန်မအကြံပြုချင်တာလေပတ်စံဖောဖောတီတီရှိတယ်ဆိုရင်စံထံနဲ့နီးတဲ့ကွန်ဒိုကိုပဲကိုယ်အရန်ပျော်ရွှင်စေတယ်တကယ်လို့ပတ်စံလည်းတိတ်မလုံလောက်ဘူးဘန်ကောက်မှာလည်းနေချင်တယ်ဆိုရင်၄၅၆နှစ်လောက်ရှိတဲ့အိမ်အဟောင်းကိုဝယ်ဘန်ကောက်ရဲ့အိမ်ကလေနှစ်ကြလေလေဈေးကြလေလေမြန်မာငွေ3000အောက်တန်တွေလည်းရှိတယ်နော်ကဲဒါကတော့ကျွန်မတို့အဆောင်ကိုဝင်ဝင်ချင်းဧကန်းပါရှင် အယာကွန်လည်းဖွင့်ထားတဲ့ဧကန်းပေါ့ဧည့်သည်နဲ့အေးဆေးတွေ့လို့ရဒါကနောက်ကိုထွက်ပြီနော်ဒီမှာကလုံးဝအယာကွန်မဖွင့်ထားပါဘူးနောက်ပေါက်ပါကားပါကင်ကကြိုက်တဲ့နေရာရက်ဥဒုစနစ်ကျမကကွန်တိုနှခန်းဝယ်တာဖြစ်တဲ့အတွက်ကားနေရာနည်းနည်းရက်လို့ရတယ်ပေါ့ အောက်ဖက်ရဲ့နောက်ဖက်ပန်းခြံမှာအဲ့လိုလေ့ကျင့်ခန်းတွေလုပ်တာတို့လမ်းလျှောက်တာတို့စိတ်လေးတောက်တဲ့လူတို့အိုင်နာကိုလာတတ်ကြတယ်ဒီကွန်ဒိုကိုကျမနေဘူးတဲ့ကွန်ဒိုနဲ့စာလိုက်ရင်အစတရာကောင်းတယ်ဆိုတဲ့အချက်လက်ကအများကြီးလုံခြုံစေတာကိုပြောချင်တာဘန်ကောက်ကအိမ်အစ်စ်ဆိုရင်ဈေးကြီးတယ်အိမ်ငါးစားမယ်ဆိုရင်လည်းဈေးကောင်းတယ်ပြီးခဲ့တဲ့နှစ်ကကျမငါးတာဆိုရင်နှခန်းတွဲပဲ၄000ကျွဲပေးရတယ်လေကဲပြန်စပြောမယ်ဒီမှာအဲ့ဒါလေးကမဇက်ခန်းမိသားစုလိုက်ဝင်လာပြီးစကားပြောရင်မဇက်နဲ့ရင်လို့လို့ရတာပေါ့အဲ့နာကထွက်လာရင် စပအခန်းရှိတယ် လက်ရှိမှာတော့သူတို့မဖွင့်သေးဘူးပေါ့နော်အဲ့နားကနေထွက်လာတာနဲ့ကြည့်လိုက်သူသူကိုကိုလူတိုင်းအေးအေးဆေးဆေးလေးနဲ့ကိုယ့်အဲ့တဲ့နဲ့စကားပြောမလားမီတင်ထိုင်မလားစသဖြင့်နေရာတွေအများကြီးဆောင်ရွက်ထားပေးတယ်အရင်စမှတ်ကြတယ်အဆင့်တန်းတစ်ခုကိုတွေးရတယ်လို့ပြောရင်ပိုမှန်ပဲ ဘေးနားလေးမှာလေတယောက်တည်းအဆောင်လေးအဆောင်လေးနဲ့ကိုယ်ကွန်ပျူတာနဲ့တနေကုန်နေလို့ရတယ်။မြားနဲ့စုထိုင်တဲ့ဧကန်းကြီးရှိတယ်။ကိုယ်တစ်ဖက်ထဲထိုင်တဲ့ဧကန်းလည်းရှိတယ်။အဲ့ဒါကိုကြိုက်တာ။ဒီအခန်းလေးကျတော့ပကြီးဆွဲမယ်ဘာညာဆိုရင်ဒီအခန်းထဲမှာလာပြီးတော့ဆောင်ရွက်လို့ရတယ်။ပြီးရင်အလယ်မှာပန်းချံရှိနေရကခေါက်ရိုက်လေ့ကျင့်တဲ့နေရာမိသားစုလိုက်လာထိုင်နေလို့ရတယ်။ဒီဘက်ထိတ်မှာလည်းဆိုဖာနဲ့ထိုင်လို့ရတယ်လို့အခန်းထဲမှာအေယာကွန်ဖွင့်ပြီးလည်းနေလို့ရတဲ့အဆောင်တစ်ခုရှိသေးတယ်။ဒီရှောက်လန်းလေးကိုကြည့်လိုက်အရန်ချစ်စရာကောင်းတယ်နော်။ကျမဗီဒီယိုတွေတော်တော်ရိုက်မယ်ဆိုလို့ရှိရင်ကျမတို့ကအရက်အဆင်ပြေတော့ ော့ကျမအဲယာကမကြိုက်ဘူးတဘာဝလေးကိုပိုကြိုက်တော့ကျမဒီနေရာလေးမှာအမြဲတမ်းလာထိုင်ဖြစ်ကျမပြမယ်နော်ကလေးတွေတီးတန့်လာဆော့တဲ့အခန်းလာဆော့တဲ့ကလေးတွေလည်းအန်ဒီရမရှိစေဘူးပေါ့အဲ့ဒါကကျမတို့အမျိုးသမီးတွေယောဂတို့ဘာတို့လေ့ကျင့်ခန်းလုပ်တဲ့အခန်းဒီအခန်းလေးကိုကျမသဘောကျတယ်ကျမလည်းအမြဲတမ်းသွားလုပ်မှာဘိုက်တွေပါတယ်အစီချမယ်လေဒီဆက်နဲ့တာယာတွေလှပတယ်စိတ်ချမ်းသာတယ်ကွာပတ်စံပဲလိုတယ်ပတ်စံရှိအောင်စူးစမ်းရမယ်ပတ်စံရှိမှလူရဝင်တယ် သူရဲ့ဝရန်တာကိုကြည့်လိုက်နော်အတွင်းအပြင်ခွဲထားတယ်အတွင်းကအေယာကွန်အပြင်ကအေယာကွန်မကြိုက်တဲ့ကျမတို့ဆိုကြိုက်တယ်လေနေရောင်ဓာတ်ဒီ3ယူရင်းနဲ့အပြင်မှာထိုင်တတ်တယ်သူတို့လှုပ်ထားပေးတဲ့အထွေထွေအားလုံးကလာတုံးတဲ့လူတွေအားလုံးစီကန်းရှိရင်ပိုကောင်းတာပေါ့နော်ပိုင်ဝယ်ထားတဲ့အင်ရှင်တွေဆိုရင်တော့တေးကြတယ်မြတ်တနိုးထားပြီးကြိုင်တွင်မှာအင်းငါးတွေဆိုရင်တော့ဒီလောက်ထိကျင်နာပေးမှာမဟုတ်ဘူးပေါ့နော်ဒါလေးကတော့မိဖို့ကြောင့်ပါတဲ့သမင်းစားခန်းပုံစံမျိုးကဲတခုတော့တတ်မှတ်ထားမယ်ထင်တယ် အစ်ဆောက်ဦးကအခုအိမ်အိုက်ရင်လုံရင်ကန်ရင်ပြုတ်ရင်သွားနေတဲ့အနေအထားမျိုးကျမလည်းလေနိုင်ငံတကာပတ်လာတဲ့မိန်းမတယောက်ပါကျမကြိုက်တယ်အရန်ကြိုက်တယ်ဥပမာဒီအခန်းဆိုရင်မိသားစုလိုက်ဝင်လာပြီးကိုပိုင်တမိသားစုထဲနေလို့ရတဲ့အဆောင်မျိုးကြီးလိုက်တကန့်တကန့်သွားခွဲထားတာပေါ့နော်ဒီနေရာကျတော့အများထိုင်အဲ့ဒါတွေကြည့်ပြီးတော့အားလုံးသဘောကျသွားပြီမလား အဲ့ဒါဆိုရင်လေကျမတို့အတူတူစ조사ကြမယ်နော်စ조사ရင်မဖြစ်ဘူးဆိုတာလုံးဝမရှိပါဘူးရှင်ခုနပြလာတာခုနှစ်လွာနော်အခုက40လွာကိုရောက်လာပြီအပေါ်ကနေជីတိုက်ကိုလမ်းမြင်နေရတယ်ဘလောက်နီးလဲဆိုအဲ့မှာတာယာတယ်လက်ပတယ်ဆိုတာကိုကျမကဖောင်ဖွဲ့ပြီးပြောစရာမလိုပါဘူးလူတိုင်းသိတယ်အဓိကကျမပြောချင်တာက အမြင့်ဆုံးရည်ရွယ်ချက်ပန်းတိုင်ကိုထားမရမကစူးစားမရဘူးဆိုတာကိုမရှိဘူးကိုးစားနေဖို့ပဲလိုတယ်စူးစားနေတဲ့လူတွေအတွက်ကအခွင့်အရေးရှိပြီးသားပဲသင်ချင်းစင်လက်များပြီးတော့ငပြင်းနေအတွက်ကတော့အာငါအစင်မပြေဘူးငါကံမကောင်းဘူးငါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာမျိုးပေါ့ညနေဆောင်ဆိုရင်ဒီအပေါ်ထပ်မှလာပြီးလမ်းလျှောက်လို့ရတယ်ကောင်းတဲ့နေရာကိုရောက်တယ်ဆိုလို့ရှင်စိတ်ကူးလေးတွေကလည်းအလိုလိုနေရင်ကောင်းလာတတ်တယ်လေချမ်းသာတာကိုစိတ်ချမ်းသာရင်စိတ်ကူးကောင်းပြီပေါ့နော်အဲ့တော့ဒီလိုနေရာမှာဝယ်နိုင်တယ်စားနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ဆိုတာကျမတို့စူးစားထားတာပေးဆက် ထားတာလေလောကကြီးမှာဘယ်အရာမှလကားမရဘူးခုတော့ရှိတယ်အဆက်မပြတ်စူးစမ်းနေတဲ့လူတွေအတွက်ကတော့ အကောင်းတဲ့အခွင့်အရေးပေါ်လာစမြဲပဲကျမတို့အသက်အရွယ်ရလာတဲ့လူတွေကပို့ပြီးတော့အလောက်လောက်တက်နေဆိုတာလှုပ်ရှားနေရင်ကျမတို့ရဲ့သွေးကြောလက်ပတ်တာပိုကောင်းစေတယ်လေအလောက်လည်းလှုပ်ဖြစ်သွားတယ်ကျမတို့လည်းကျန်းမာရေးကိုရရှိသွားတယ်လှုပ်လှုပ်ရှားရှားနေတဲ့လူကပိုကျန်းမာတာလေကျမတို့အိမ်မှာအိမ်အကူရှိကြပါတယ်ကျမအိမ်မှာရှိနေရင်အိမ်အကူအတိုင်းပဲကျမလိုက်လှုပ်တယ်သူတို့ကကျမကိုမလှုပ်နဲ့မလှုပ်နဲ့ဘယ်ဟုတ်မလဲငါလှုပ်ရှားရင်ငါကျန်းမာတာလေလို့ငါ့ကိုမကျန်းမာအောင်နေကမလှုပ်နဲ့လို့ပြောတာလားလို့အားနေတော့လှုပ်မှာပဲပေါ့ဘန်ကောက်ကိုလေသူများအိမ်ဝယ်လို့ကိုအိမ်ဝယ်ခြင်းနဲ့ဆိုတဲ့ဆန္ဒတွေဒီချာချာလေးသုံးသပ် ြီးမှဆုံးဖြတ်ပြီးလောက်ကြနော်။မအကြံပြူတာပေါ့နော်။အိမ်အရင်ငားနေလိုက်။ပြီးတော့ဒီနိုင်ငံမှာငါတို့ဘာစည်းပွားရေးလုပ်လို့ရတယ်လဲဆိုတာကိုစဉ်းစား။ကွက်အကွင်းပေါ်လာပြီဆိုရင်ဝင်ငွေရှိလာပြီဆိုရင်ပေါ့။အဲ့ခါကျမှအိမ်ဝင်ရင်လည်းနောက်မကြအောင်။ချို့တော်တော်များများကွန်တိုတွေဝယ်ထားကြတယ်။အခုပြန်ထုတ်ရောင်းနေကြတယ်နော်။အဲ့မှာဝယ်ထားတဲ့အိမ်တွေက အရောင်မကိုဝယ်ထားတဲ့အိမ်ကလုံးဝအစ်စ်အကွက်အကွင်းအခုလိုမျိုးစင်ထန်နားမှာဖြစ်နေမှငါစားရတာအဆင်ပြေတာနော်အကွက်အကွင်းမကောင်းတဲ့နေရာဆိုရင်ငါစားရတာပတ်စံနည်းနည်းလေးနဲ့စိတ်ဆင်းရရမနော်မမမကြည့်လိုက်ကြည့်လိုက်အဲ့ဒါဂျင်ဂျင်အခန်းဆိုလို့ကျဲကြီးကွာ heavy ပဲရမ်းလိုက်တယ်ကျမရဲ့အခန်းလောကိုရောက်ပါပြီရှင်အလွာကိုတော့မပြောပြရစေနဲ့เนาะကျမရဲ့လုံခြုံရေးလာလည်းရှိသေးတယ်ဆိုတော့လေကျမဒီလိုနှကန်းကိုဝယ်တာနှကန်းကိုဝယ်တော့နှစ်ပေါက်ဖြစ်နေတယ်ဗျာ အထက်ကိုဝင်ကြည့်တဲ့အခါမှာလေပစ္စည်းတွေကိုဖြစ်တယ်လို့စင်ကလေးတွေဝယ်ပြီးခက်တာခက်လာယာယီတင်ထားတာပေါ့နော်ပြီးရင်ကျမက furniture အပိုင်းကိုလာလို့လာလာโอเคအေးအေး โอเคเฟอร์นิเจอร์အပိုင်းဘီရိုလေးတွေကပ်ဘီရိုပေါ့တော့လောက်ထားတာရှိတယ်အဲ့ဒါကိုနောက်အပတ်မှလာတက်မယ်လို့ပြောတယ်တက်ပြီးရင်တော့တစ်ခေါက်ပြန်ပြပေးမယ်အခုလောလောဆယ်တော့ကျမကိုတက်တထိုင်းရလေချီအကျင်နဲ့ပြောပြီးတော့အခုကျတော့သူ့အင်္ဂါဆုတ်တက်နေတာပဲဆိုပြီးတော့ပြောမှစိုးလို့လေအခုလောလောဆယ်မှာလောက်ထားတဲ့ကပ်ဘီရိုမရောက်လာသေးဘူးဆိုတော့ဒီနေ့ပါလေဝယ်ပြီးတော့ကျမရဲ့အဝတ်အစားဘာညာထည့်ရတာပေါ့ကွမထည့်ရင်ဘယ်လိုလုပ်သွားခံစားနိုင်မလဲနော်ရှုပ်ပွက်လန်တက်နေမှာလေကဲအတွင်းကနေကြီးလိုက်တော့ ်တွေ့လားတကားပေါက်ကနှစ်ပေါက်အဲ့တော့ဒီတကားပေါက်ကိုကျတော့ကျွန်မဖုန်းရွှေနဲ့ဘာဘာညာထားရမှာပေါ့နော်ခန်းကိုဆက်ပြီးတော့အပေါက်ဖောက်လိုက်တဲ့အခါကျတော့ဗရန်ဒါကနှစ်ခုဖြစ်သွားတာပေါ့အဲ့ခန်းလဲပူကျဲသွားတာပေါ့နည်းနည်းပေါ့ဒါကတားငယ်ကိုလှုပ်ထားပေးတဲ့အခန်းပေါ့နော် तू ကထိုင်းကိုရောက်လာတော့ဂိမ်းဆော့တယ်လေဒီကလေးတွေကသိရမလားအသက်ကဘလောက်ရသွားရသွားဂိမ်းကိုအသက်ပြန်ဝယ်ရလို့ပွချွပွချွနဲ့ရွတ်လို့မပြီးဘူးသူပတ်စံနဲ့သူဝယ်ရလို့တဲ့မလေးကျမလည်းစိုက်ပေးလိုက်ပါတယ်လောလောဆယ်ကအခုအနေထားလို့ပေါ့ဖြစ်တယ်လို့ဖြစ်တယ်လို့ပေါ့နောက်ထားလို့ရတဲ့နေရာကိုထားထားတာပေါ့ အင်ဂျီအဝတ်စားကလည်းမိကျွေမတိုက်ပြန်ရင်လည်းဝတ်လို့မရတော့တိတဲ့အတိုင်းပဲကျမတို့မြန်မာလူမျိုးတွေရဲ့စိတ်ကအာကျမရဲ့အခန်းလေးပါရှင်လက်ရှိဗီဒီယိုတွေမလာခင်မှာတတ်တတ်ရရလေးဖြစ်အောင်တော့ကျမအတကုံတော့ပြင်ထားပါတယ်ဟုတ်တယ်ကျမပြောပါတယ်အားလုံးလည်းကျမကဲတို့ပြောစီချင်ပါတယ်ကို့အတိုင်းတာလေးနဲ့ကိုပေါ့နော်ကြာကြီးခြေရာကြီးပါတယ်ရှင်ကို့ခြေရာလေးကိုပဲဒီဇိုင်းမတ်မတ်တန်ဖိုးထားပြီးရှောက်လန်းကြပျော်နေမယ်စိတ်ကောင်းကောင်းထားပြီးလူပီးသားအောင်နေကြပါမယ်